နေပုံတိုင်ကတော့နာမည်ခံထားရတော့ဗုဒ္ဓဘာသာဝင်တဲ့ဟာသူတို့လုပ်နေတဲ့အလုပ်တွေကဗုဒ္ဓဘာသာနဲ့တခြားစီဘူးပဲမမာပြည်ရင်းမလို့တိတ်မသိတာလားဟိုးနိုင်ငံခြားရောက်သွားရင်ထိုင်းနိုင်ငံတို့စင်ကာပူတို့မလေးရှားတို့ဆိုရင်ကို့ဗမာလူမျိုးချင်းချင်းပဲရိုင်းပင်ရမှာမို့အဲ့လိုမဟုတ်ဘူးနောက်ထပ်အစ်စ်ရောက်လာတဲ့ဆိုချဖို့တော့လှီးဖို့တော့ပဲအဖွဲဖွဲတယ်ပြီးတော့လုပ်ကြည့်ကြတာလားနော်ဝဲစားဆိုတဲ့လူတွေပေါ့ဝဲစား၁၀ရောက်တော့မှ၉ရောက်တော့ကလူမြတ်ပတ်တွေကြီးပဲဗမာတွေကြီးပဲ 这个呢，当地是干部嘛，吃 <noise> 呢，你也容易，多 <noise> 啊，累呢，多啊，比较呆家，特别呆家了。哎，老模糊，不过嘛，旅游青年多啊，来来湖南旅游。三家店这一两千呐，三家店这一两千呐，三家两千呢，你打住，三家两千呢，一万块，三家两千呢，九千，三家两千呢，才一百万嘛，多点不啦，没差的。多点点，两两五百万嘛，要的。我们一说来啦，不过你们没过来找，大家不都吃的安逸啊？ ဘာသာရေးနေနဲ့ပြောမယ်ဆိုရင်နိဗ္ဗာန်ကိုဥပေတာနိဗ္ဗာန်ကိုကတော့တွားပြီးတော့စိတ်ကောင်းမရှိဘဲနဲ့တော့တွားပြောင်းမပန်းလိမ့်မယ်ခန္ဓာကိုယ်ထဲမှာအရင်ပြုတ်ရင်အုံးအမတန်ဖိုးတန်တဲ့ပန်းနေအမတန်ဖိုးတန်တဲ့အင်ကြီးအော်စားတွေအမတန်ဖိုးပန်းတဲ့ယရနာပစ္စည်းတွေကိုဝတ်တော်မယ်ဆင်တော့မယ်ဆိုဘယ်အမျိုးသမီးမှချွေးတယ်တန်နေနဲ့မဟုတ်ပါဘူးဘာလို့ ਆ လဲရေချိုးရတာပေါ့ရေချိုးရတာပေါ့တန်ရှင်းအောင်လုပ်အုံးဒါကြောင့်မလို့နိဗ္ဗာန်ကိုဆုတောင်းပြီးဆိုကြရင်လည်းပုဂ္ဂိုလ်ကို စိတ်ကောင်းရှိအောင်မွေးကြအောင်ညာဟုတ်ပြီလားနော်စိတ်ကောင်းရှိအောင်မွေးကြအောင်စိတ်ကောင်းမရှိဘဲနဲ့ဆိုဆိုတော့နိဗ္ဗာန်ဆိုတာအဝေးကြီးစိတ်ကောင်းမရှိလို့တော့လူဖြစ်ကျိုးလည်းမငတ်ဘူးဗျာခဏလေးနေရတာလူဘဝမှာစိတ်ကောင်းမရှိဘဲနဲ့နေသွားပဲကိုယ်အတွက်နဲ့ပတ်ဝန်းကျင်ဒုက္ခရောက်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကတော့ဘဝမှာဆုံးရှုံးတာပဲကိုယ်နဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့အနည်းဆုံးလူဟာစပြီးတော့ဗာလဲစိတ်ချမ်းသာမှုဖြစ်ပါစေကိုယ်နဲ့ဆက်ဆံတဲ့လူတွေလူပုဂ္ဂိုလ်မှန်တယ်ဗျာ နော်ရဟန်းရှင်လူမှမြစိတ်ချမ်းသာကိုချမ်းသာရှိကြပါစေဆိုတာလေးကိုအများအားနှလုံးသွင်းပြီးတော့ကာယကံမှုကိုပြုဝစီကံမှုကိုပြောပြဟုတ်ပြီလား